ော်ဒီစင်ဖြစ်နေတဲ့တားလေးအတွက်ဘောလုံးသုံးသက်သူအဖြစ်ကနေအလုံးထွက်သွားခဲ့တဲ့ Boss ကိုပရင်းတော်မင်းမင်္ဂလာပါမန်ချက်စတာဖောင်းဆောင်ကနေပြီးတော့ပြန်လေးကြိုလိုက်ပါရင် မချောင်းလေးချင်းရဲ့ကနဝင်းစားမကြီးပေါ့စကွဲဆုံးဖြတ်ချက်ကတော့အားလုံးကိုအားသင်းစေခဲ့တဲ့သတင်းလို့ဆိုရပါပါသူကသူ့ရဲ့အော်စတင်ဖြစ်နေတဲ့သားလေးကိုပို့ပြီးတော့ဂယူဆိုင်းနိုင်ဖို့အတွက် BBC ရဲ့ဘောလုံးဝဲသုံးသက်သူအဖြစ်ကနေနှုတ်ထွက်သွားတယ်လို့သိရပါတယ်ပေါ့စကိုဆိုတာကအင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့ကနဝင်းစားမကြီးဖြစ်တယ်လို့ကမ္ဘာဘောလုံးအတိုင်းအဝမှာလည်းလေးစားခင်ရသူပါအဲ့လိုလူတူကမိသားစုအတွက်သူ့ရဲ့အလုပ်ကိုဆွလွတ်လိုက်တဲ့အခါလူတိုင်းကိုစဉ်းစားစရာဖြစ်သွားစေခဲ့ပါတယ်သူဟာ1994ခုနှစ်ကနေ2013ခုနှစ်ထိမန်ယူအတွက်ကစားခဲ့တာဖြစ်ပြီးကလပ်ရဲ့တမိုင်းမှာအရေးပါတဲ့ကစားမကြီးဖြစ်ခဲ့ပါတယ်သူကစားခဲ့တဲ့ပွဲစုစုပေါင်း958ပွဲမှာဂိုး155ဂိုးထိသွင်းယူခဲ့ပြီးပရီးမီးယားလိ ချန်ပီယံတစ်ကြိမ် FA ဘလား၃ကြိမ် UEFA ချန်ပီယံလိဘလား၂ကြိမ်စတဲ့ဘလားတွေကိုရရှိခဲ့တယ်ပါ အခုသူရဲ့သားလေးက audition ဖြစ်နေခဲ့တယ်လို့သိရပါတယ် audition ဆိုတာကဘာလဲနည်းလောင်ရှင်းပြရမယ်ဆိုရင် audition ဆိုတာကအုံမောက်ဖွံ့ဖြိုးမှုဆိုင်ရာအခက်အခဲတမျိုးဖြစ်ပြီးလူမှုဆက်ဆံရေးဆက်သွယ်ရေးစိတ်ခံစားမှုနဲ့အာရုံစိုက်ရိုက်မှုတို့မှာအခက်အခဲရှိတတ်ပါတယ် audition ရှိတဲ့ကလေးတွေဟာသူများနဲ့မတူပဲအာရုံစိုက်ရိုက်မှုတွေတတလဲလဲပြုမှုတတဲ့အလေးထားရှိတတ်ပါတယ် bosco ab bc ရဲ့ match shot တွေဒီလိုမျိုးကဘာကျော်အစီအစဉ်တွေမှာပွဲသုံးသက်တို့ပြင်လူတီများခဲ့ပါတယ်သူရဲ့သုံးသက်ချက်တွေဟာ net shine ပညာရဲ့စံတာကြောင့်ပရိသတ်တွေထားတဲ့မှာလူကြိုက်ပုံများခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူရဲ့အလောက်တာဝန်တွေကိုတဖြည်းဖြည်းနဲ့ရောချသွားခဲ့ပြီးနောက်ဆုံးမှာတရားဝင်နှုတ်ထွက်သွားခဲ့ပါတယ် bosco ရဲ့သားလေးအောင် Austin Spartan Disorder လို့ခေါ်တဲ့ယောဂအခြေအနေကိုခန်းဆားနေရပါတယ်။ဒီလိုကလေးတွေကိုဖြူဆိုင်ဖို့အတွက်ပုံမှန်ကလေးတွေထက်ပိုပြီးတော့အချိန်ပေးရပါတယ်။သူတို့ရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးတင်းတော်တဲ့ပြုစုစောင့်ရှောက်မှုတွေပေးဖို့လိုအပ်ပါတယ်။ Bosco နေနဲ့ BBC မှာပွဲသုံးသက်သူဖြစ်လောက်ကင်နေတဲ့အချိန်မှာသူကအိမ်မှာရှိတဲ့သူသားလေးကိုလုံလောက်တဲ့ဖြူဆိုင်မှုတွေမပေးနိုင်တာကိုသတိထားမိလာခဲ့ပါတယ်။ ဘလုံးဝဲသုံးသက်ချက်တွေအတွက်ခီးထွက်ရတာညနေပိုင်းတွေမှာအလုံးလုံးရတာတွေကြောင့်သူသားလေးနဲ့အတူရှိနေဖို့အချိန်နှဲသွားတာကိုသူနားလည်ခဲ့ပါတယ်။ Boss Square ဒီဆုံးဖြတ်ချက်အောင်မိသားစုတံပုတ်ကိုလေးထားတဲ့တာဂါတစ်ခုဖြစ်ပါတယ်။သူကဘလုံးလောကမှာနမည်ကြီးပညာရှင်တူဖြစ်ပေမဲ့သူ့ရဲ့သားလေးရဲ့လိုအပ်ချက်တွေကိုပုံမပြေစီးပေးနိုင်ဖို့အတွက်ဒီလောက်ကိုဆွလွန်လိုက်ရတာပါ။ဒါကဘာကြောင့်အောက်စားသမားတို့ရဲ့မိသားစုအတွက်ဆွန်လွန်နေတာခံမှုကိုပြသနေတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပါတယ်။ Audition ရှိတဲ့ကလေးတွေရဲ့မိဘတွေအောင်ပုံမှန်ကလေးမိဘတွေထက်ပိုပြီးတော့စိန်ခေါ်မှုတွေရင်ဆိုင်ရပါတယ်။နံပါတ်1အချိန်ပိုပေးရခြင်း Audition ရှိတဲ့ကလေးတွေအောင်ပုံမှန်ကလေးတွေထက်ပိုပြီးတော့ဂရုစိုက်မှုလိုအပ်ပါတယ်။ နံပါတ်၄စိတ်ပိုင်းဆိုင်ရာဖိစင်းမှုကလေးအနာဂတ်အတွက်စွန့်ရင်ပူပန်မှုတွေရှိတတ်ပါတယ်။နံပါတ်၃မွေကြီးကုန်ချမှုအထူးကုဆရာဝန်တွေနဲ့ပြားစားရတာအထူးပညာရေးစနစ်တွေအတွက်ကုန်ချရတာတွေရှိပါတယ်။နံပါတ်၄လူမှုရေးခွဲခြားခံရမှုလူငယ်များကအော်ဒီဆင်အကြောင်းနားမလည်တာကြောင့်ခွဲခြားဆက်ဆံမှုတွေခံရတတ်ပါတယ်။ Bossway ဒီဆုံးဖြတ်ချက်အောင်မွေကြီးကြော်ကြောင်းမှုတွေတန်မိသားစုကိုပို့ပြီးအလေးထားတဲ့သဘောပါ။သူသားလေးရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးတာဝန်ယူမှုရှိရှိနဲ့ဆောင်ရွက်တာပါ။ကဘာကျော်ဘုတ်ကတူကဒီလိုဆုံးဖြတ်ချက်ချတာဟာအော်ဒီဆင်အကြောင်းကိုလူငယ်များသိရှိစေဖို့ကူညီနိုင်ပါတယ်။ Bossway ဆုံးဖြတ်ချက်ကိုဘလုံးလောကကပြည်သူ့ဘောဆောင်နဲ့တုံ့ပြန်မှုတွေပေးခဲ့ကြပါတယ်။ မန်ချက်နိုင်တက်ကလပ်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားကြောင်းထုတ်ပြန်ခဲ့ပါတယ် BBC ကသူ့ရဲ့ professional ဆွမ်းရည်ကိုတိမတ်ပြုတ်ခဲ့ပါတယ်ပရိသတ်တွေကလူမှုကွန်ရက်တွေမှာသူ့ကိုအားပေးစကားတွေရေးသားခဲ့ကြပါတယ် Boss ကဒီဆုံးဖြတ်ချက်အောင် Audition ဆိုင်ရာအထောက်ပံ့အဖွဲ့အစည်းတွေအတွက်လည်းအယုံဆိုင်မှုရရှိခဲ့ပါတယ်အင်္ဂလန်မှာ Audition ရှိတဲ့ကလင်းငယ်ပေါင်းတသိန်းကျော်ရှိပြီးသူတို့အတွက်အသင်းတော်ရဲ့ပညာရေးကျန်းမာရေးနဲ့လူမှုရေးဝန်ဆောင်မှုတွေလိုအပ်နေပါတယ် Boss ကအခုချိန်မှာတော့သူ့သားလေးကိုပို့ပြီးကူးဆိုင်ပေးနိုင်ဖို့အိမ်မှာပဲအချိန်များစုကုန်ဆုံးနေပါတယ်သူကဘောလုံးလောကနဲ့ ပြီးတော့ဆက်ပြီးအလုပ်လုပ်နိုင်သေးပေမယ့်အချိန်ပိုပေးရတဲ့အလုပ်တွေကတော့ရှောင်ရှားသွားမယ်လို့သိရပါတယ်။ Boss ကဒီဆုံးဖြတ်ချက်ကနေသင်ခန်းစာယူစရာတွေများရှိရှိပါတယ်။ဘလို့အောင်မြင်မှုမျိုးထက်မဲ့ဆိုမိသားစုကပို့ပြီးအရေးကြီးပါတယ်။မိသားစုအတွက်ဆုံးလုံးနဲ့နာခံတက်ဖို့လိုအပ်ပါတယ်။ Audition ရှိတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုတွေကိုနားလည်မှုပေးဖို့လိုအပ်ပါတယ်။အကြောအပြင်ပြောရမယ်ဆိုရင် Boss ကဟာဘလို့လောက်ကမှာကရဝင်းကစားမတူအဖြစ်ချန်ရင်ခဲ့တယ်လို့အခုတော့အကောင်းဆုံးဖခင်တူအဖြစ်နဲ့လည်းချန်ရင်အောင်မယ်လို့မျှော်လင့်ရပါတယ်။သူရဲ့သားလေးအတွက်သူယူဆောင်လာပေးတဲ့ဒီဆုံးဖြတ်ချက်ဟာသူရဲ့ကစားသမားဘဝမှာရယူခဲ့တဲ့ဘယ်ပလားထက်မဲ့ဆိုပို့ပြီးတော့တန်ဖိုးရှိပါလိမ့်မယ်။အစုံကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။